ကဲအခုဆိုလို့ရှိရင်ကျမရဲ့ channel လေးကနေပြီးတော့မှစက်ပြာလုံနီးမျိုးစုံကိုတင်ထားပြီးဖြစ်ပါတယ်စက်ပြာခဲလုံနီးမျိုးစုံရဲ့စက်ပြာ cream လုံနီးမျိုးစုံရဲ့နောက်ပြီးတော့စက်ပြာအရည်လုံနီးမျိုးစုံရဲ့ကိုတင်ထားပြီးပါပြီကျမကအသားရည်ကိုဂယူဆိုင်တဲ့လုံနီးလေးတွေကိုတင်ထားတာဖြစ်ပါတယ်အသားရည်ကို skin cleansing လည်းပေးရမယ် treatment ကိုလည်းပေးရမယ်အသားရည်ကိုဘယ်လိုထိန်းသိမ်းရဘယ်လိုဆောင်းရှောက်ရမယ်ဘယ်လိုကြီးကျွအောင် လုပ်ရမလဲဘလို့ထိမ့်သိမ်းဆောင်းလျှောက်ပြီးတော့မှကြီးကျွတ်အောင်လုပ်ရမလဲဘလို့ကြီးကျွတ်အောင်လုပ်ပြီးတော့မှဘလို့ထိမ့်သိမ်းဆောင်းလျှောက်ရမလဲဆိုတာကိုဦးစားပေးပြီးတော့မှတင်ထားတာဖြစ်ပါတယ်ဒီ channel လေးကိုကြည့်ပြီးတော့တချို့တွေက like လုပ်ကြတယ် like လုပ်ကြတယ်နောက်ပြီးတော့ like လုပ်လုပ်ပြီးရဲ့ပစ္စည်းလေးလေးတွေကိုသူတို့ကိုယ်တိုင် သုံးပြီးပါပြီသုံးပြီးတဲ့အချိန်မှာသူ့ရဲ့အခုစက်ပြာလေးတွေရဲ့ ဟန်မိတ်ဆက်ပြန်လေးတွေရဲ့အားနည်းချက်အားသာချက်လေးတွေကိုသူလုတ်ပြီးသုံးဆွဲတဲ့လူတွေကတည်သွားပြီးအဲ့ဒါလေးတွေကိုကျွန်မပြောပြပါမယ်။ကျွန်မစီကိုပြောပြကြတဲ့လူတွေကတော့လိုက်လုတ်ပြီးတော့မှသုံးကြည့်ရဲသုံးကြည့်ပြီးတော့မှသူတို့ရဲ့အဲသုံးရတဲ့ဟိုသုံးရတဲ့အကြောင်းအရာလေးတွေကိုပြောပြကြတဲ့အခါကျတော့ဟိုပြောကြတာ၄ရှိရပါတော့။ဆက်ပြန်လေးကပျော့တယ်ဆက်ပြသားလေးကပျော့တယ်ဟိုထိမ့်သိမ့်ရခက်တယ် အဲ့ဒါရေနောက်ပြီးတော့အမြုပ်ထွက်နေတယ်မြုပ်ထွက်နေတာရေရေဆက်ပြာတာပျော့တာရေကအဓိကပါလဲဆိုတော့အကြောင်းအရာတစ်ခုပါလေကျမရဲ့ဆက်ပြာထဲမှာ glycerin ဓာတ်တွေပါတဲ့အတွက်ကြောင့်မို့လို့ဖြစ်ပါတယ်အဲဂလစ်စရင်ကဆက်ပြာသားကိုပျော့စီတယ်ဆက်ပြာသားကိုပျော့စီတော့ထိမ့်သိမ့်ရတာနည်းနည်းလေးဟို ထိမ့်သိမ်းရတာနည်းနည်းလေးတာဝန်ကြီးတယ်ပေါ့နော်ဟိုတာဝန်ပို့ပြီးတော့ထိမ့်သိမ်းရတယ်ထိမ့်သိမ်းအလုတ်အလုတ်ရှုပ်တာလေးရှိတယ်နောက်တစ်ခုကအမြုပ်နေတာအမြုပ်နေတာက glistering ကြောင့်မလို့အမြုပ်နေတာပါဘာကြောင့်မှမဟုတ်ပါဘူးအဲဒါပေမဲ့လေသူကအမြုပ်နေပေမဲ့လေသူကကြီးချို့မှုကိုလုတ်ပေးနိုင်တယ်သူ့ရဲ့လှုပ်ဆောင်ချက်ကိုအကုန်လုံးအပြည့်အဝထမ်းဆောင်ပေးနိုင်တယ်ကြီးချို့မှုအပြင်အသားရည်ရဲ့အဆိုးဓာတ်အဆီဓာတ်ကိုထိမ့်သိမ်းမှုတွေသူကလုတ်ပေးနိုင်တယ်လေအဲဒါကြောင့်မလို့ပစ္စည်းကောင်းနဲ့ပစ္စည်းကောင်းကိုထိမ့်သိမ်းဖို့ရဲ့ထိမ့်သိမ်းတာခက်ခဲ တာရယ်အသုံးတဲ့အခါမှာတခြားဆက်ပြရည်နဲ့မတူတာရယ်အဲ့ဒါလေးတော့နည်းနည်းသီးခံရတယ်ပေါ့နော်ပဲပစ္စည်းမဆိုပစ္စည်းတိုင်းမှာအာအာနေချက်အာတာချက်ကလေးတွေရှိရပေါ့နော်ကျမဆက်ပြရေးအာနေချက်အာတာချက်လေးတွေကိုအခုပြောပြပါမယ်အာတာချက်က အသားရည်ကိုထိမ့်သိမ့်ဖို့ရယ်အသားရည်ကောင်းမွန်အောင်လုပ်ပေးဖို့ရယ်ကြီးချွတ်နိုင်ဖို့ရယ်အသားရည်စုပ်ပြေမှုကိုထိမ့်သိမ့်ပေးဖို့ရယ်ရာသီဥတုပေါ်မှာမူတည်ပြီးတော့မှကိုကိုရဲ့အဲ customize လုပ်ထားတဲ့ကိုနဲ့တင့်တော်တဲ့အဲ herbal တွေထည့်ပြီးတော့မှလုပ်နိုင်တာရယ်အဲ့ဒါအာသာချက်ပေါ့နော်အားနေချက်ကတော့ခုနကပြောသလိုပဲအဲဆက်ပြာသားပြော့မယ်ထိမ့်သိမ့်ရခက်တယ် နောက်ပြီးတော့အမြုပ်နှဲမယ်အမြုပ်နှဲပြီမဲ့သူ့ရဲ့ဟိုဆက်ပြလေးကသူ့ရဲ့ဟိုလိုအပ်မဲ့တာဝန်အကုန်လုံးကိုသူလုပ်ပေးနိုင်တယ်အဲ့ဒါကြောင့်အခုကျမကအဲဆက်ပြလေးတွေကိုစမ်းပြပါမယ်ဒါကျမသုံးနေတဲ့ဆက်ပြလေးပေါ့နော်ဒါလေးကဟိုတနေ့ကလုတ်ထားတဲ့ဆုတ်ထားတဲ့ဆက်ပြလေးအဲ့ဒါလေးအခုရာတီဥတုက အဲမိုးနည်းနည်းကုန်နေပြီနေပူတဲ့အချိန်များတယ်ပေါ့နော်အဲ့ဒါကြောင့်စက်ပြာလေးရဲ့တိတ်မပြော့တော့ဘဲနဲ့မမာတင်းတင်းလေးဖြစ်နေတယ်တိတ်ပြီးတော့ queue size ကြတော့မလိုဘူးပေါ့နော်ဒါပေမဲ့သုံးပြီးလို့ရှိရင်တော့သူအဲ့လိုချောချောလေးဖြစ်နေတယ်သုံးပြီးလို့ရှင်တော့အဲ့လိုဟို white chair လေးတွေရှိနေသေးတဲ့အတွက်ကြောင့်မလို့အဲ့လိုချောချောလေးဖြစ်နေတယ်။အဲ့တော့အခုသူ့ရဲ့အမြုပ်အားကိုစမ်းပြပါမယ်နော်။ဒါလေးတွေက glycerin soap လို့ခေါ်တဲ့ MP soap လေးတွေပါ base soap ကိုအရေးကြိုးပြီးတော့မှလောင်းထားပါကျွန်မအထဲထဲမှာပန်းပန်းဒီဇိုင်းလေးတစ်ခုထည့်ထားတယ်ဒီဟာကြတော့အသားရေထိမ့်သိမ့်မှုအတွက် treatment ဘာမှမထည့်ထားပါဘူး only glycerin ပဲပါပါတယ် နောက်တစ်ခုမေးကြတာတွေရှိရဲ့ပေါ့နော်ရေချိုးခန်းလုံလုံထဲမှာထည့်ထားရဲ့ဒါကနေဒီဆက်ပြန်သေးတွေကဘာဖြစ်လို့ ပြော့တာလဲဘာဖြစ်လို့ရင်ငွေတွေရိုက်ပြီးတော့မှပြော့တာလဲဆိုပြီးတော့မှမေးထားကြတာရှိတယ်။ကျမကအရင်ဗီဒီယိုတွေမှာတင်ထားတာကမိုးရင်းဆိုလို့ရှိရင်လေထုထဲမှာရေကိုးရင်ငွေတွေများတဲ့အတွက်ကြောင့်မို့လို့စက်ပြာလေးကရေကိုးရင်ငွေတွေကိုစုပ်လိုက်တဲ့အခါကျတော့ချွေးပြန်တာတွေပါဖြစ်တတ်တယ်ဆိုပြီးတော့မှတင်ထားတယ်။အဲ့တော့ရေချိုးကန်းထဲမှာရေချိုးကန်းလုံရဲသားနဲ့ဘာဖြစ်လို့စက်ပြာလေးကအဲရေကိုးရင်ငွေရိုက်ပြီးတော့မှပြော့ရလဲလို့မေးကြတဲ့အခါကျတော့ ကျမအဲ့ဒါလေးကိုဖြေချခြင်းတာကတော့ရေချိုးလိုက်ပြီဆိုလို့ရှိရင်ရေချိုးကန်းထဲမှာဟိုရေချိုးကန်းထဲမှာရှိတဲ့လေဒုတွေမှာလေမွိုက်ချာတွေရဲ့အများကြီးရှိအဲရေကိုးရေငွေတွေအများကြီးဖြစ်သွားတယ်အဲ့ရေကိုးရေငွေတွေကိုဒီစက်ပြာလေးရဆုပ်ထားတယ်သူကဆုပ်ထားတဲ့အတွက်ကြောင့်မို့လို့သူကပျော့ပျော့ပြီးကြံနေခဲ့ပျော့ပျော့နေခဲ့တာပေါ့နော်ကိုသုံးလိုက်တော့ရေထိတာရဲ့နောက်ထပ်ရေချိုးကန်းထဲမှာရှိတဲ့ရေငွေတွေကိုသူကဆုပ်ထားတာရဲ့ကြောင့်မို့လို့သူကပျော့ပြီးတော့ဖြစ်နေတယ်အဲ့တော့ ေချိုးကန်းသုံးတာများတဲ့အိမ်နေအဲလူများတဲ့အိမ်ဖြစ်ဖြစ်ရေချိုးတာများရင်ပဲဖြစ်ဖြစ်တချို့ရေဆိုရေချိုးတာကြကြချိုးတတ်တယ်ပေါ့နော်ရေချိုးတဲ့အချိန်ကြရင်ပဲဖြစ်ဖြစ်ရေချိုးကန်းထဲမှာရဲ့လေဒုထဲမှာရေကိုးရေငွေတွေကပိုအများကြီးပါတယ်အဲ့ဒီဟာကိုအဲ့ဒီရေကိုးရေငွေတွေဒီဆက်ပြားလေးကအဆုတ်ယူထားတယ်အဲ့ဒါကြောင့်မလို့ပြောတာပါဆိုတော့ဒီပြောတာကဘာမှမဖြစ်ဘူးဟိုရေချိုးကန်းထဲကနေပြီးတော့မှထုတ်ပြီးတော့မှအပြင်မှာနေပူတဲ့နေရာမှာပဲဖြစ်ဖြစ်လေဒုထဲမှာဟို ရေကိုရေငွေနေတဲ့အချိန်မှာအပြင်ထုတ်ပြီးတော့မှနေလန်းတာပဲဖြစ်ဖြစ်လေတလက်ခံတာပဲဖြစ်လှုပ်ထားလိုက်လို့ရှိရင်သူကပြန်ပြီးတော့မာသွားတယ်ပြန်မာသွားရင် ပြန်သုံးလို့ရပါတယ်ဘာမှမဖြစ်ပါဘူးသူ့မှာကောင်းကျိုးတွေရှိတဲ့အတွက်ကြောင့်မလို့အဲ့လိုထိမ့်သိမ်းရခက်တာလေးတစ်ခုကတော့တာဝန်ပို့တယ်ပေါ့နော်အဲ့တာဝန်ပို့တာလေးတွေကိုယူဆိုင်ပြီးတော့လှုပ်ပေးစီခြင်းပါတယ်ရှင်